်အသက်9နှစ်အရွယ်မှာနန်းတက်ပြီးအသက်16နှစ်အရွယ်မှာကွယ်လွန်ခဲ့ရတဲ့အီဂျစ်ဖာရိုဘုရင်ရဲ့အကြောင်းတူတန်ခါမွန်ဟာတာမန်ဘုရင်တစ်ပါးဖြစ်ပါလျက်နဲ့သူ့ရဲ့တည်ငိုင်းကူဟာအီဂျစ်သမိုင်းတလျှောက်မှာဘာကြောင့်အချမ်းသာဆုံးဖြစ်ရတာလဲနှစ်ပေါင်း3300ကျော်ကြာအောင်လူဝထားနိုင်ခဲ့တဲ့ယတနာတွေကိုဘလို့တွေးခဲ့တာလဲဒါတွေအားလုံးကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးသူ့ရဲ့နောက်ခံသမိုင်းကိုကြည့်ရမယ်ဆိုရင်တူတန်ခါမွန်ဟာ BC 1400ကအုပ်ချုပ်ခဲ့တဲ့ဖာရိုအနာဒန်ရဲ့သားပါ အနာတန်ဟာတမိုင်းမှာအန်ဒီအများဆုံးပြုပြင်ပြောင်းလဲရေးသမားလို့ပြောရင်လည်းမမှားပါဘူး။သူကရိုးရနတ်ဖရာအမွန်ကိုကွယ်မှုကိုပိတ်ပင်ပြီးတော့အေတန်လို့ခေါ်တဲ့နေဆက်ဝိုင်းနတ်ဖရာတစ်ပါးတည်းကိုပဲကိုကွယ်ဖို့ကြိုးစားခဲ့တယ်။ဒီလိုပြောင်းလဲမှုကအီဂျစ်နိုင်ငံတစ်ခုလုံးကိုလှုပ်ခတ်စေခဲ့တယ်။ဒီလိုရှုပ်ထွေးတဲ့မျိုးရိုးပြည်သားနောက်ခံမှာတူတန်ခါမွန်ကိုမွေးဖွားခဲ့တယ်။သူ့ရဲ့မူရင်းနာမည်ကတူတန်ခါတန် ီလိုမျိုးရိုးပိဇာပေါင်းစပ်မှုဟာတူတန်ခါမွန်ကိုကျမရေချွေရင်ချက်တွေနဲ့မွေးဖွားစေခဲ့တယ်။အနာတန်ကွယ်လွန်ပြီးနောက်မှာနိုင်ငံရေးအကြီးအကျယ်ချုပ်ထွေးသွားခဲ့တယ်။မျိုးရဘာသာရေးကောင်းဆောင်တွေအထူးသဖြင့်စစ်ကောင်းဆောင်ဟိုရန်ဟန်နဲ့ဝန်ကြီးချုပ်အိုင်းတို့ဟာနိုင်ငံကိုအမြန်ဆုံးငြိမ်သက်စေဖို့လိုအပ်ခဲ့တယ်။ဒါကြောင့်ဘာသာရေးပြောင်းလဲမှုကိုမကျေနပ်တဲ့ပြည်သူတွေကိုနှစ်သိမ့်ဖို့အတွက်အသက်၉နှစ်သာရှိသေးတဲ့တူတန်ခါရန်လေးကိုနန်းတင်ခဲ့တယ်။နန်းတက်ပြီးတာနဲ့သူ့နာမည်ကိုတူတန်ခါမွန်လို့ကြောင်းလိုက်တယ်။ ဒီကိစ္စကိုအသေးစိတ်လေ့လာရင် တူတန်ခါမွန်ဟာသူ့ဘာသာသူအုပ်ချုပ်ခဲ့တာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။သူ့ရဲ့နန်းသက်၉နှစ်တာကာလတစ်လျှောက်လုံးဘာသာရေးကိုရိုးရအတိုင်းပြန်လည်တိဆောက်ခြင်းလုပ်ငန်းကိုနောက်ွယ်ကအိုင်းနဲ့ဟိုရန်ဟန်တို့ကသာအဓိကကင်တွယ်ခဲ့ကြတယ်။တူတန်ခါမွန်နန်းသက်စဉ်ကာလမှာအီဂျစ်ဟာစစ်ပွဲတွေတိုက်ခိုက်ခဲ့ရပေမဲ့ဒီစစ်ပွဲတွေကိုစစ်သူကြီးဟိုရန်ဟတ်ကပဲဦးဆောင်ခဲ့တယ်။ လူပီယာတို့နေရာတွေမှာအောင်ပွဲတွေရခဲ့တယ်ဆိုပေမဲ့ဒီအောင်မြင်မှုတွေဟာတူတန်ခါမွန်ရဲ့ကိုပိုင်စွမ်းရည်ကြောင့်မဟုတ်ပဲစစ်တပ်ရဲ့စွမ်းရည်ကြောင့်သာဖြစ်တယ်။အဲဒီအချိန်ကတူတန်ခါမွန်ကနောက်ပိုင်းဖာရိုကြီးတွေလိုနာမည်ကြီးခဲ့တဲ့ဘုရင်တစ်ပါးလုံးဝမဟုတ်ခဲ့ပါဘူး။သူဟာတော်ဝင်မျိုးနွယ်မှာပါဝင်တဲ့တာမန်ဖာရိုလေးတစ်ပါးမျှသာဖြစ်တဲ့တူတန်ခါမွန်ဟာအသက်16 19အရွယ်မှာရုတ်တရက်ကွယ်လွန်ခဲ့တဲ့သူ့ရဲ့မမ်မီကို ခွဲစိတ်လေးလာမှုတွေနဲ့ DNA စစ်ဆေးမှုတွေကနေအဖြစ်တရှိုးထွက်လာတယ်။သူဟာမျိုးရိုးဗီဇချို့ယွင်းချက်တွေကြောင့်ခြေထောက်ချို့ယွင်းမှုရှိခဲ့ပြီးဒုက္ခကိုအမြဲအသုံးပြုခဲ့ရတယ်။သူဟာငှပြယောဂါကိုပြင်းထန်စွာခံစားရပြီးခြေထောက်မှာရိုးကျိုးတန်ရန်ရပြီးပိုးဝင်လာကြောင်းသိဆုံးခဲ့ရတယ်။အီဂျီရဲ့အယူအဆအရဝိညာဉ်ဟာနောက်ဘဝကိုရောက်ဖို့ခန္ဓာကိုယ်ဟာမပြည့်စည်ပဲရှိနေဖို့လိုတယ်။ဒါကိုမန်မီပြုလုပ်ရှင်လို့ခေါ်ကြတယ်။သူရဲ့အတွင်းငါတွေကိုနှလုံးကလွယ်ပြီး အကုန်လုံးဖိချပြီးကနုတ်ပြိုးတွေတဲကိုထည့်ထားတယ်။အလောင်းကိုနှစ်တွန်းစားမှ40ရခန့်စိမ့်ပြီးရေတက်ခန့်လျှောက်စေတယ်။အဲ့ဒီနောက်အထယ်တွင်နဲ့ရစ်ပက်ပြီးပစေးတွေတုတ်လိမ့်တယ်။ဒီလိုလှုပ်ဆောင်ချက်တွေကြောင့်တူတန်ခါမွေရဲ့အလောင်းဟာနှစ်ပေါင်း3300ကျော်ကြာတဲ့အထိမပျက်စီးပဲထိန်းသိမ်းထားနိုင်ခဲ့တယ်။တူတန်ခါမွန်ကွယ်လွန်ပြီးနောက်မှာသူ့ရဲ့ဝန်ကြီးချုပ်ဟောင်းအိုင်းကတူတန်ခါမွန်ရဲ့မိဖုရားအန်အီစင်နမွန်ကိုလက်ထပ်ယူပြီးဖာရိုအဖြစ်နှံတက်ခဲ့တယ်။ ဒါပေမဲ့အားရဲ့နန္ဒာလေးနှစ်ခန့်သာကြာခဲ့တဲ့အိုင်းကွယ်လွန်ချိန်မှာမျိုးဆက်မရှိတာကြောင့်နောက်ဆုံးမှာဆေးစုကြီးဟိုရန်ဟတ်ကအင်အားဆုံးပြီးနန်းသိမ်းခဲ့တယ်။ဟိုရန်ဟတ်ကအလွန်ထက်မြက်သူဖြစ်တဲ့သူဟာနိုင်ငံတော်ကိုပြန်လည်စည်းရုံးဖို့အုပ်ချုပ်ရေးမမှန်မှုတွေနဲ့အကျင့်ပြတ်ချစားမှုတွေကိုဖယ်ရှားဖို့တင်းကျပ်တဲ့တရားဥပဒေကိုပြဋ္ဌာန်းခဲ့တယ်။နောက်ပြီးသူကသူ့ရဲ့ချစ်ရဖာရိုတွေဖြစ်တဲ့အနာတန်တူတန်ခါမွန်နဲ့အိုင်းတို့ရဲ့နာမည်တွေကိုပါမှတ်တမ်းအားလုံးကနေလုံးဝဖျက်ဆီးပစ်ခဲ့တယ်။ ီလိုလောက်ခဲလို့ပဲတူတန်ခါမွေရဲ့တင်းချိုင်းကူဟာနောက်နှစ်ပေါင်းများစွာအထိဘယ်သူမှမမှတ်မိပဲလှုပ်ဝက်စွာရှိနေခဲ့တာဖြစ်ပါတယ်တူတန်ခါမွေဟာနှစ်ပေါင်း3000ကျော်ကြာတဲ့အထိတမိုင်းတွေကနေပျောက်ွယ်နေခဲ့တဲ့ဖာရိုတစ်ပါးဖြစ်တယ်1922ခုနှစ်မှာသာသူ့ရဲ့ဇလန်ဟာပြန်လည်အသက်ဝင်လာခဲ့တယ်။ဒုတိယချီအောင်သူတေသနာပညာရှင်ဟောင်းဝက်ကတ်တာကတွားရောက်ပြီးလေ့လာခဲ့တယ်။ ကတာတွေးရှိခဲ့တဲ့အခန်းလေးကန်းဟာကဘာရှိကြဆုံးဘန်ရဲ့လုံကြုံကန်းလို့ဖြစ်နေပြီးအတွင်းမှာရှိတဲ့ပစ္စည်းတွေက9000ကျော်ရှိတယ်ဒီပစ္စည်းတွေဟာထာဝရတည်မြဲဖို့အဓိကထားတဲ့ဖာရိုတစ်ပါးအတွက်နောင်ဘဝမှလိုအပ်မဲ့ပစ္စည်းအလုံးတွေဖြစ်တယ်ဒီရတနာတွေထဲမှာကဘာကအတိမတ်ပြုထားတဲ့အဓိကအရာဝတ္ထုတစ်ခုရှိနေတယ်ဒါကတော့ဖာရိုပြင်မျက်နှာကိုဖုံးအုပ်ထားတဲ့ရွှေမျက်နှာဖုံးပဲဖြစ်ပါတယ်ဒီမျက်နှာဘုံကရွှေစင်း10ကီလိုကျော်လေးပြီးရွှေစင်းနီးပါးကိုအသုံးပြုထားပါတယ် ။ဤကြီးရင်ကြီးမှုမှာရွှေဟာဖျားရီရဲ့အသားရည်နဲ့ထာဝရတည်မြဲခြင်းကိုကုစားပြုတယ်။မျက်နှာဖုံးရဲ့နှစ်ဖူးထိပ်မှာထုလုပ်ထားတယ်။လင်တာငတ်နဲ့မွေဟောက်ရုပ်ထုနှစ်ခုဟာဤကြီးနိုင်ငံရဲ့အထက်ပိုင်းနဲ့အောက်ပိုင်းကိုစီးလုံးညီညွတ်စွာအုပ်ချုပ်တဲ့ဖာရိုဘင်ရဲ့အနာကိုဖော်ပြတာဖြစ်ပါတယ်။မျက်နှာဖုံးရဲ့အဓိကယူရချက်ကဝိညာဉ်တွေတောင်ပေါ်ကိုရောက်တဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်ကိုမှန်မှန်ကန်ကန်မှတ်မိစေဖို့အတွက်အမှတ်အသားဖြင့်ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ရွှေမျက်နှာဖုံးကဈေးကြီးဆုံးအရာဝတ္ထုလို့ပြောပေမဲ့ တူတန်ခါမွန်ရဲ့အလောင်းကိုထည့်ထားတဲ့ခေါင်တလားတွေကလည်းအထူးရှားဆုံးပါပဲသူ့ရဲ့အလောင်းကိုအလွှာသုံးတက်ရှိတဲ့လူပုံသဏ္ဍာန်ခေါင်တလားတွေနဲ့ထည့်ထားပါတယ်အထဲဆုံးခေါင်တလားဟာရွှေစင်130ကီလိုခန့်အသုံးပြုပြီးလှုပ်ထားတယ်ယရနာဆိုတာရွှေတွေတွေကိုပဲပြောတာမဟုတ်ပါဘူးတူတန်ခါမွန်ရဲ့ကူထဲမှာတွေ့ခဲ့ရတဲ့အရှပစ္စည်းတွေကလည်းရှေးဟောင်းအီဂျစ်ဘုရင်တစ်ပါးရဲ့နေစဉ်ဘဝနဲ့ယုံကြည်ချက်တွေကိုထိုးထွင်းမြင်စေပါတယ် ရွှေဖြည့်ရန်ထားတဲ့သူ့ရဲ့ပလင်တော်ဟာအလွန်လှပပြီးဤကျဲနုပညာရဲ့အထုထိတ်ကိုပြသနေပါဒီပလင်ဟာသူနဲ့သူ့မိဖုရားအန်ဤစင်နမွန်တို့ရဲ့အရှိတ်ဆက်လန်းကိုဖော်ပြတဲ့ပုံရိပ်တွေနဲ့အလှဆင်ထားတာဖြစ်ပါတယ်သူတန်ခါမွန်ဟာခြေောက်ရှုပ်ရင်မှုကြောင့်ဒုက္ခအများကြီးကိုအသုံးပြုခဲ့ရတယ်ဒါအပြင်နောင်ဘဝမှာအသုံးပြုဖို့အတွက်ခောက်သိမ့်ထားတဲ့တိုက်ရထားတွေကိုလည်းကုထဲမှာတွေးရခဲ့ရတယ်ဝီဒီယိုလေးရတော့ဒီလောက်ပါပဲ။ကြိုင်းနေတဲ့တယ်ဆိုရင် channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦး။